ရေဒီယို NUG သောတာရှင်မိဘပြည်သူများမင်္ဂလာပါခင်ဗျာ ခုချိန်ကစပြီး2025ခုနှစ်ဧပြီလ16ရက်နေ့ညပိုင်းမှာတင်ပြပေးမယ့်ရေဒီယို NUG စီရေးသတင်းများကိုဖတ်ကြားတင်ပြပေးသွားမှာဖြစ်ပါရယ်ခင်ဗျာကျွန်တော်ကတော့မင်းယူပါပထမဆုံးစီရေးသတင်းအနေဖြင့်တက်မ89တက်မမှုကိုစစ်ဆေးနေတယ်လို့ NUG အသိပေးတဲ့သတင်းကိုတင်ပြပေးပါမယ် အင်းတော်မြို့သိန်းတိုက်ပွဲမှာဖမ်းဆီးရမိခဲ့တဲ့တပ်မ89တပ်မမှုဗမှုကျောအောင်သက်ဦးကိုစစ်ဆေးမေးမြန်းတာတွေပြုလုပ်နေတယ်လို့မြို့သားညီညွတ်ရေးအစိုးရ NUG ဝန်ကြီးချုပ်ယုံပြောရေးဆိုခွင့်ရှိသူဦးနေဖုံလက်က ပြောပါရယ်မနေ့ဧပြီ15ရက်ကပြုလုပ်တဲ့မြို့သားညီညွတ်ရေးအစိုးရရဲ့ပြည်သူလူထုနဲ့နိုင်ငံတကာသို့သတင်းစကားပြောကြားခြင်းအစီအစဉ်မှာဦးနေဖုံလက်ကအခုလိုအတည်ပြုလိုက်တာဖြစ်ပါရယ် လက်ရှိမှာဖန်စီရမိထားတဲ့စစ်တုံးမန်းတွေကိုစစ်တုံးမန်းဆိုင်ရာမူဝါဒတွေနဲ့အညီထိမ့်သိမ်းထားပြီးစစ်ဆေးမင်းမြတ်နေပြီးစစ်တုံးမန်းတွေရဲ့ထွက်ဆိုချက်စစ်ဆေးတွေ့ရှိချက်တွေပေါ်အခြေခံကတရားစီရင်ရေးဆိုင်ရာကိစ္စရပ်တွေကိုဆက်လုပ်သွားမယ်လို့ဆိုပါတယ်။အင်းတော်မျိုးသိန်းတိုက်ပွဲကိုပြည်သူ့ကာကွယ်ရေးတပ်မတော် PDF တွေအပါအဝင် ABSDF, KIA, KPDF, PAKAPH နဲ့မဟာမိတ်တွေရှစ်လနေပါထိုးစစ်ဆင်တိုက်ခိုက်ခဲ့ရပြီးတိမ့်ပိုက်နိုင်ခဲ့တာလို့စစ်ရေးမှတ်တမ်းတွေအရသိရပါတယ်။ အင်းတော်မျိုးဟာစစ်ကောင်စီအတွက်အရေးပါတဲ့မျိုးဖြစ်တဲ့အတွက်မျိုးမကြရေးစစ်ကောင်စီဘက်ကနာမည်ဆိုးနဲ့ကြော်ကြားတဲ့တက်မှတ်89တက်မှတ်မှုဗိုလ်မှူးချုပ်အောင်သက်ဦးကိုတိုင်ဦးဆောင်ပြီးလက်အောက်ခံတပ်ရင်းတွေနဲ့ဂျပန်လိုင်းကူမှာအခိုင်အမာခံစစ်ပြင်ပြီးခုခံခဲ့ပြီးမဲ့ဧပြီလ9ရက်ညပိုင်းမှာတော်လိုင်းတပ်တွေကသိမ်းပိုက်နိုင်ခဲ့တာပဲဖြစ်ပါတယ်အင်းတော်မျိုးကဂျပန်လိုင်းကူမှာတက်ဆွဲနေတဲ့အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဟာ ဝန်းရံပိတ်ဆို့ထားတဲ့တော်လိုင်းတက်တွေရဲ့ဖိအားကိုတောက်မခံနိုင်တော့ဘဲစခန်းစွန့်ခွာထွက်ပြေးသွားတာကြောင့်အင်းတော်မျိုးကိုအပိသက်သိမ့်ပတ်ရရှိခဲ့သလိုစွန့်ခွာထွက်ပြေးသွားတဲ့တက်မမှုနဲ့တက်သားတွေကိုလည်းစစ်တုံးမှန်းတွေအဖြစ်ဖမ်းဆီးရမိခဲ့တာလို့ NUG ဝန်ကြီးချုပ်ယုံပြောခွင့်ရသူကရှင်းပြထားပါတယ်။အင်းတော်မျိုးသိန်းတိုက်ပွဲမှာစစ်ကောင်စီတက်တွေအုံပြုတဲ့ဟာဝေဇာလက်နက်ကြီးနှစ်လက်အပါအဝင်လက်နက်မျိုးစုံနဲ့ခဲယမ်းတွေစစ်သုံးပစ္စည်းတွေအများအပြားရရှိခဲ့သလို တမ89တမ္မမှုအပါဝင်စစ်တုံးမန်း200ခန့်ဖမ်းဆီးရမိခဲ့တယ်လို့စစ်ရေးရင်းမြစ်တွေကလည်းအတိပေးထားပါတယ်ခင်ဗျာဒုတိယသတင်းအနေဖြင့်ကမ်ဘလူးနယ်ခအုံးတာရွာကအပြစ်မဲ့အမျိုးသား2ဦးကိုစစ်အုပ်စုစစ်ကြောင်းကဖမ်းဆီးတပ်ဖြတ်တဲ့သတင်းကိုတင်ပြပေးပါမယ်စကိုင်းတိုင်းကမ်ဘလူးမြို့နယ်ခအုံးတာရွာကအပြစ်မဲ့အမျိုးသား2ဦးကိုစစ်အုပ်စုစစ်ကြောင်းကဖမ်းဆီးတပ်ဖြတ်သွားတယ်လို့ကျွန်းလကမ်ဘလူးတက်ကြွလှုပ်ရှားသူများအဖွဲ့ကမ်ဘလူးခရိုင်ကပြောပါရယ် ခအုံးတာရွာကမြို့သားနှစ်ဦးဟာငပြောတိုင်းရွာတဲ့နဲ့ပေကြီးရွာကြားတွာလာနေတဲ့စစ်ကောင်စီတပ်နဲ့ပြူစောထီတွေပါတဲ့စစ်ကြောင်းနဲ့တိုးပြီးဧပြီလ23ရက်နေ့မနက်၈နာရီခွဲခန့်မှာဖမ်းဆီးတပ်ဖြတ်ခံခဲ့ရတာလို့ဆိုပါတယ်။တပ်ဖြတ်ခံရသူတွေဟာခအုံးတာရွာကအသက်40အရွယ်ဦးချစ်နိုင်နဲ့အသက်30အရွယ်ဦးနေလင်းဦးတို့ဖြစ်ပြီးခအုံးတာရွာကနေဘျူဟာလမ်းမိုင်းပေါ်အတက်မှာအင်အား40ခန့်ရှိတဲ့စစ်အုပ်စုစစ်ကြောင်းနဲ့တိုးပြီးဖမ်းဆီးတပ်ဖြတ်ခံခဲ့ရတာလို့အသိပေးပါတယ်။ ခေါင်းတာရွာဟာစစ်ဘေးရှောင်နေရတဲ့ကြေးရွာတရွာဖြစ်ပြီးရွာထဲမှာရက်သားပြည်သူတွေမနေတော့ဘဲတခါတရံမှသာလိုအပ်တာတွေရွာထဲဝင်ပြီးပြန်ယူကြတာလို့သိရပါတယ်။ကမ်ဘလူးမြို့နယ်အတွင်းမှာရှိတဲ့စစ်ကောင်စီတပ်နဲ့ပြူစောထီတွေဟာအပြစ်မဲ့ပြည်သူတွေကိုအကြမ်းဖက်တပ်ဖြတ်တာတွေအဆက်မပြတ်လုဆောင်လျက်ရှိရာဧပြီလ9ရက်နေ့ကလည်း ကိုရောင်ဘိုးအထိုင်စခန်းကနေရိတ်ခါရှာထွက်လာတဲ့စစ်ကောင်စီတပ်နဲ့ပြူစောထီးတွေဟာကိုင်းမရွာကရတားပြည်သူနှစ်ဦးကိုတပ်ဖြတ်ခဲ့ပြီးစစ်တပ်ဦးကိုဖမ်းဆီးခေါ်ဆောင်သွားရာလက်ရှိအချိန်ထိလွမြောက်လာခြင်းမရှိသေးသလိုဧပြီလ17ရက်နေ့ကလည်းပေကြီးရွာကအသက်50အရွယ်မျိုးသားတဦးကိုဖမ်းဆီးတပ်ဖြတ်ခဲ့တယ်လို့ကျွန်းလာကန့်ဘလူတက်ကြွလှူရှားသူများအဖွဲ့ကန့်ဘလူခရိုင်ရဲ့မှတ်တမ်းတွေအရသိရပါတယ်ခင်ဗျာဆလဘီ အရတော်တောင်ဘက်ချမ်းတနေရာကိုစက္ကစကလေကြောင်းတိုက်ခိုက်မှု၄ချိန်ပြုလုပ်ခဲ့ပြီးလက်နက်ကြီးများနဲ့လည်းရန်တမ်းပစ်ခတ်တဲ့တရင်ကိုတင်ပြပေးပါမယ်။စကိုင်းတိုင်းအရတော်မြို့နယ်တောင်ဘက်ချမ်းတနေရာကိုစက္ကစကလေကြောင်းတိုက်ခိုက်မှု၄ချိန်ပြုလုပ်ခဲ့ပြီးလက်နက်ကြီးများနဲ့လည်းရန်တမ်းပစ်ခတ်ခဲ့တယ်လို့ဧပြီ16ရက်မှာအရတော်ပကဖကအတည်ပြုထားပါတယ်။သင်းညံအတက်နေ့မှာအရတော်တောင်ဘက်ချမ်းတနေရာကိုလေကြောင်းတိုက်ခိုက်မှု၄ကပြုလုပ်သွားပါတယ်။ အရတော်စခါတ30ကနေလဲဟဝေဇာလက်နက်ကြီးနဲ့ရန်တမ်းပစ်ခတ်နေပါတယ်။တင်းညံကာလဖြစ်တဲ့အတွက်စောင်းပေါက်တံများကိုရက်နာထားပြီးလေကြောင်းအန်ရဲလက်နက်ကြီးအန်ရဲကယူဆိုင်ကြဖို့တိုက်တွန်းနှိုးဆော်အပ်ပါတယ်လို့ဆိုထားပါတယ်။ ဧပြီလ3ရက်နေ့ကနေဧပြီလ13ရက်နေ့တင်းကြံအကြုံနေ့အထိတိုင်းနယ်ပြည်နယ်12ခုမှာလေကြောင်းတိုက်ခိုက်မှုဖြစ်စဉ်ပေါင်း68ခုရှိခဲ့ပြီးတော့အဲ့ဒီဖြစ်စဉ်တွေမှာပြည်သူ63ဦးသေဆုံးခဲ့ရပြီး83ဦးထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်လို့မြို့သားညညရဲ့အဆိုအရဝန်ကြီးချုပ်ယုံပြောရေးဆိုခွင့်ရှိသူကသတင်းထုတ်ပြန်ထားပါတယ်ခင်ဗျာ ဆက်လက်ပြီးငလင်တန်တဲ့ပြည်သူတွေကိုကယ်ဆယ်ရမယ့်ကာလမှာစစ်ကောင်စီကပြည်သူလူထုကိုပိတ်မှတ်ထားတဲ့တိုက်ခိုက်မှုတွေနေ့စဉ်လုပ်နေတယ်လို့ KNU ပြောတဲ့သတင်းကိုတင်ပြပေးပါမယ်။ငလင်တန်တဲ့ပြည်သူတွေကိုကယ်ဆယ်ရမယ့်ကာလမှာစစ်ကောင်စီဟာပြည်သူလူထုကိုပိတ်မှတ်ထားတဲ့တိုက်ခိုက်မှုတွေနေ့စဉ်လုပ်နေတယ်လို့ကရင်မျိုးသားအစည်းအရုံး KNU ကပြောကြားလိုက်ပါတယ်။ အာဏာသိမ်းစစ်ကောင်စီတပ်ကကရင်မျိုးသားအစည်းအရုံး KNU အုပ်ချုပ်နယ်မြေကအရသာပြည်သူတွေကိုပြစ်မှတ်ထားတဲ့တိုက်ခိုက်မှုတွေဇက်တိုက်လုပ်နေတာနဲ့ပတ်သက်လို့ KNU ဗဟိုကဧပြီ15ရက်မှာထုတ်ပြန်ပြောဆိုလိုက်တာဖြစ်ပါတယ်။မတ်လ28ရက်ကလှုပ်ခတ်ခဲ့တဲ့အင်အားပြင်းငလင်ပြီးကေဆေးရေးလှုပ်ဆောင်ရမယ့်ကာလဖြစ်ပေမဲ့စစ်ကောင်စီဟာအပြစ်မဲ့ပြည်သူတွေကိုရွေကျက်ရှိရှိနဲ့နေစဉ်နဲ့အမျှလိုက်လံပစ်ခတ်နေတယ်လို့အသိပေးထားပါတယ်။ အကြံဖက်စစ်ကောင်စီတပ်ဟာဧပြီလ12ရက်နေ့မှာအပြစ်ခတ်ရက်စဲထားမယ်လို့ကြေညာခဲ့ပေမဲ့အဲ့ဒီနောက်ပိုင်းမှာ Jet Fighter Paramotor လို့ခေါ်တဲ့စစ်တပ်လေဒီနဲ့ drone တွေအသုံးပြုပြီးလေကြောင်းတိုက်ခိုက်မှုတွေဇက်တိုက်လုပ်ခဲ့တယ်လို့မြို့သားညီညွတ်ရေးအစိုးရကလည်းအတိပေးထုတ်ပြန်ထားပါတယ်။ဒါအပြင်အပြစ်ခတ်ရက်စဲထားမယ်ဆိုတဲ့ကာလမှာလက်နက်ကြီးတွေနဲ့ပြစ်ခတ်တာတွေပါနေ့စဉ်လှုပ်ဆောင်ခဲ့တယ်လို့ဆိုပါတယ်။ ရရှိထားတဲ့အချက်လက်တွေအရဧပြီလ3ရက်နေ့ကနေ23ရက်တင်းကြပ်အကြိုနေ့အထိတိုင်းနယ်ပြည်နယ်12ခုမှာလေကြောင်းတိုက်ခိုက်မှုပေါင်း68ကြိမ်ရှိခဲ့ပြီးကလင်းငယ်တွေအပါအဝင်ရတားပြည်သူ64ဦးသေဆုံးခဲ့ရတာ83ဦးထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့သိရပါဗျ။ တည်ဆုံးသူတွေထဲမှာယဟန်တန်ဃာတွေနဲ့ကိုရင်တွေကလေးငယ်တွေနဲ့အမျိုးသမီးတွေအပါအဝင်တက်ကြီးရွယ်ဦးတွေလည်းပါဝင်ခဲ့သလိုလေကြောင်းတိုက်ခိုက်မှုဖြစ်စဉ်တွေကြောင့်လူနေအိမ်64လုံးစာတင်ကျောင်း၄ကျောင်းဖုန်းကြီးကျောင်း၃ကျောင်းနဲ့ခရစ်ယာန်ဘုရားကျောင်း၁ကျောင်းပျက်စီးခဲ့ရတယ်လို့မြို့သားညညွေးအစိုးရကထုတ်ပြန်ထားပါတယ်ခင်ဗျာဆလဘီကယံမျိုးသားပညာရေးကော်မတီ KNECE 2025-2026နှစ်ပညာသင်နှင့် သူနာပြုအကူနှင့်ကျမ်းမာရေးဆောင်ရှောက်မှုတင်နန်းအတွက်တင်နန်းလျှောက်လွှာများခေါ်ယူတဲ့သတင်းကိုတင်ပြပေးပါမယ်။ကယံမျိုးသားပညာရေးကော်မတီ KNEC နှင့်ကယံမျိုးသားကျမ်းမာရေးကော်မတီ KNHC တို့မှ2023 2024ပညာသင်နှစ်တွင်ဦးစီးဖွင့်လှစ်ခဲ့သည့်သူနာပြုအကူနှင့်ကျမ်းမာရေးဆောင်ရှောက်မှုတင်နန်း Certified Nursing Assistant Trainee CNA Batch 1ကိုအောင်မြင်စွာဖွင့်လှစ်နိုင်ခဲ့ပါသည်။ Batch 2ကိုလာမည့်ဇွန်လ1ရက်နေ့2025ခုနှစ် ကရန်မျိုးသားတက္ကသိုလ် KYNU တွင်ပြန်လည်ဖွင့်လှစ်သွားမည်ဖြစ်ပါသဖြင့်တက်ရောက်လိုသောကျောင်းသူကျောင်းသားများအနေဖြင့်သတ်မှတ်ထားသည့်အစီအစဉ်တိုင်းလျှောက်ထားနိုင်မည်လို့သိရပါသည်။တင်းနှန်းရည်ရွယ်ချက်ကရန်ဒေသအတွင်အရေးပေါ်ကျန်းမာရေးစောင့်ရှောက်မှုတိုးတက်လာစေရန်ကျန်းမာရေးလုံသားများပုံမလုံလောက်စေရန်နှင့်ဒေသတွင်းရှိလူငယ်များအလုတ်ကင်အခွင့်အလမ်းပုံမရရှိစေရန်ရည်ရွယ်ပြီးစံသတ်မှတ်ချက်များနှင့်စည်းကမ်းချက်များကိုလျှောက်လွှာတွင်တဘာတဲ့ဖတ်ရှုနိုင်မည်ဖြစ်ကာ ဤသူနာပြုအကူတင်နှန်း CNN အပတ်စဉ်နှစ်သို့တက်ရောက်လူသူများအနေဖြင့် KNEC ရုံးချုပ်သို့မဟုတ် Page Messenger online မှတဆင့်လျှောက်လာများတောင်းခံလျှောက်ထားနိုင်မှာကြောင်းသတင်းရရှိပါရခင်ဗျာယခုနောက်ဆုံးစီးရဲသတင်းအနေဖြင့်စေအောင်စု၏လေကြောင်းတိုက်ခိုက်မှုများတွင်တဆင့်ကံပါဝင် နေသော Airbus Company ၏ရှေ့မှ Netherlands ရောက်မြန်မာများဆန္ဒပြတဲ့သတင်းကိုတင်ပြပေးပါမယ် ဆေးအုပ်စု၏လေကြောင်းတိုက်ခိုက်မှုများတွင်တဆင့်ငံပါဝင်ပတ်သက်နေသော Airbus ကုမ္ပဏီ၏ရှယ်ယာရှင်များအစည်းအဝေးပြုလုပ်ရာ Netherlands နိုင်ငံ Amsterdam မြို့ရှိ Hotel Okura ရှိမှ Netherlands ရောက်မြန်မာများမှဆန္ဒပြလှုပ်ရှားမှုတစ်ခုကို April 15ရက်နေ့ကပြုလုပ်ခဲ့ကြပါသည်။ Airbus သည်တရုတ်အစိုးရပိုင်း AVIC ကုမ္ပဏီနှင့်စီးပွားရေးပူးတွဲလှုပ်ဆောင်နေပြီးမြန်မာပြည်သူများအပေါ်ဆေးအုပ်စုကျူးလွန်နေသောဆေးရသွေးမှုများလေကြောင်းတိုက်ခိုက်မှုများတွင်တဆင့်ငံပါဝင်ပတ်သက်နေခြင်းဖြစ်ပါသည်။ ဆန္ဒပြလှုပ်ရှားမှုတွင် Airbus အနေဖြင့်မြန်မာပြည်ကစစ်ရာဇဝတ်မှုများတွင်ယင်းနှိမ့်နှံမှုရပ်တန့်ရန်စီးပွားရေးနှင့်လူအခွင့်အရေးကိုလေးစားလိုက်နာရန်တိုက်တွန်းတောင်းဆိုခဲ့ကြပါသည်။ဥရောပဆိုင် Airbus Company အနေဖြင့်တရုတ်အစိုးရပိုင် AVIC နှင့်လက်တွဲလှုပ်ဆောင်နေခြင်းသည်မြန်မာနိုင်ငံတွင်ဆက်လက်၍ပုံမှုဆိုးရွားနေသောလေကြောင်းတိုက်ခိုက်မှုများကိုထောက်ပံ့နေခြင်းဖြစ်တယ်လို့သိရပါတယ်ခင်ဗျာ။အခုတင်ပြခဲ့တဲ့သတင်းတွေကိုတော့ Radio NUG သတင်းတော့ကိုခန့်နှင့်တာကီတို့မှပေးပို့ထားတာဖြစ်ပါတယ်ခင်ဗျာ။